မင်္ဂလာပါရှင်ဆွန်လ20ရက်တောက်ကြနေရွှေရံကုန်ရဲ့ရုံကုန်တခွင့်ရဲ့တရင်ဆောင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားနေစမဲ့တဲ့ငါတော့အလုံးခရိုင်တွင် အမိုက်များစနစ်တကျခွဲခြားဆွန်ပြင်းသည့်အသိပညာပေးသေးုပ်ပြတဲ့တဲ့ရင်ဖြစ်ပါတယ် အလုံးခရိုင်တွင်အမိုက်ချောင်းအမိုက်ဆိုးအနီးရရှိသော အမိုက်နှင့်ပလတ်စတစ်အမိုက်များစနစ်တကျခွဲခြားစွန့်ပြင်းသည့်အသိပညာပေးသရုပ်ပြခြင်းကိုဇွန်လ19ရက်နေ့ပိုင်းကခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ကြောင်းသိရပါသည်။အသိပညာပေးသရုပ်ပြပွဲတွင်အလုံးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းသိန်းကဌာနဆိုင်ရာရုံးများစာသင်ကျောင်းများနှင့်ဈေးများအပါအဝင်လူမှုပတ်ဝန်းကျင်အသီးသီးမှပြည်သူများပူးပေါင်းပါဝင်မှုဖြင့်အမိုက်ခွဲခြားစွန့်ပြင်းထက်တဲ့အလေး ေးခြင်းကောင်းများရရှိရေးအသိပညာပေးဟောပြောပြီးခရိုင်စီပင်တာယာရဲ့အဖွဲ့အုပ်ချုပ်ရေးမှူးကခွဲခြားစွန့်ပြေးရမယ့်အမိုက်လေးမျိုးအားတတ်မှတ်အမိုက်ပုံများအတွင်စနေတစားစွန့်ပြေးရန်နဲ့စွန့်ပြေးရမယ့်ပုံစံများအားရှင်းလင်းသေးဖို့ပြကြောင်းသိရပါတယ်ဒီသတင်းကိုတော့ရောအေယာကပေးပို့ထားတာပဲဖြစ်ပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတပ်ဖြတ်ရေးနှင့်အထိမ့်မှအကျိုးဟောပြောပေးခြင်းပါတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဘုဒ္ဓထောင်ခရိုင်ဘုဒ္ဓထောင်မြို့နယ်အမှတ်6အခြေခံပညာအထက်တန်းကျောင်းအောင်ကျော်ခမ်းမာတွင်ဇွန်လ19ရက်နေ့နက်9နာရီကအပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလွဲသုံးမှုနှင့်တရားဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ့်အမှတ်ကျူအသိပညာပေးဟောပြောဝယ်ပြုလုပ်ကြောင်းသိရပါသည်။ဟောပြောဝယ်တွင်ဘုဒ္ဓထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆိုးလိုင်မောင်ကအဖွင့်အမှာစကားပြောကြားပြီးမြန်မာနိုင်ငံမူရစ်စေဝါစန့်ကျင်ရေးအသင်းဘ ഹു တွဲဖက်အထွေထွေအတွင်မှဦးစိန်မြင့်ထွန်း အလုံမှုဆောင်ဒေါက်တာအောင်တော်မြို့နယ်ရင်ထိန်တပ်ဖွဲ့တပ်ဖွဲ့မှုဒုရဲမှုစမ်းညွန့်ဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှုဒေါက်တာဟိမာစုံနဲ့အမတ်၄၁မူရစ်တပ်ဖွဲ့စုမှရဲအုပ်နေလင်းထုံတို့ကမူရစ်စေဝါစုစုအန်နေများအကြောင်းအသိပညာပေးဟောပြောကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ခင်ဝင်းကပြပူလာတာပါ ထမန်နေဆမဲတဲ့ငါတော့ကွန်းချံကုန်းမြို့နယ်ရင်း2025မိုးရာသီတည်ပင်ဆိုင်ပြိုပွဲကျင်းပတဲ့တဲ့င်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒွန်တေခရိုင်ကွန်းချံကုန်းမြို့နယ်ကမာပါကျေးရွာအုပ်စုမြေနီကုန်းကျေးရွာရင်း2025မိုးရာသီတည်ပင်ဆိုင်ပြိုပွဲကိုဇွန်လ19ရက်နေ့နောက်ပိုင်းကကျင်းပကြောင်းသိရပါတယ်။စိုက်ပျိုးပွဲတွင်တိုတေးခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်တွင်ကွန်းချံကုန်းမြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌအဖွဲ့ဝင်တေပုံမှုပြေဆုံ ဆိုးအဖွဲ့ဝင်နှင့်ဦးရတင်မျိုးနယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမျိုးနယ်အုပ်ချုပ်ရေးမှဦးတန်နိုင်ဦးနှင့်တွန်တေးခရိုင်ခရိုင်အမျိုးသမီးရေရဥက္ကဋ္ဌဒေါ်စစာရမင်းဦး မြို့နယ်သစ်တော်ဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးလုံမင်းတဲ့ဝန်ထမ်းများဌာနဆိုင်ရာများမြို့နယ်အမျိုးသမီးရှေ့ရအဖွဲ့ဝင်များမြို့နယ်မိခင်နှင့်ကလေးဆောင်ရှောင်းရေးအဖွဲ့ဝင်များကျေးရွာသူကျေးရွာသားများကကျေးရွာတရွာနှရေကစိုက်ခင်းတွင်ပြိုးပင်2420ပင်အားစုပေါင်းစိုက်ပျိုးကြကြောင်းသိရပါသည်ဒီသတင်းကိုတော့ဆွေနွယ်ကပေးပို့ထားပေဖြစ်ပါရှင့် နောက်ဆုံးတင်ဆက်ပေးမှာကတော့အလုံမျိုးနယ်တွင်သွေးတိုးစီးကျူနှလုံးသွေးကြောခြင်းယောဂဝေဒနာရှင်များအတွက်ကျန်းမာရေးဆောင်ရှောက်မှုပေးတဲ့တင်ဖြစ်ပါတယ်။အလုံမျိုးနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်မျိုးနယ်အတွင်းရှိသွေးတိုးစီးကျူနှလုံးသွေးကြောခြင်းယောဂဝေဒနာရှင်များအတွက်ဇွန်လ18ရက်နေ့နဲ့ပိုင်းကကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းနဲ့ကိုဗစ်19ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဆောင်ရွက်ပေးကြောင်းသိရပါတယ်။ အဲ့ဒီလိုဆောင်ရွက်ပေးရရင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာသစင်ခိုင်ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများကကိုဗစ်19ရောဂါအကြောင်းနဲ့ကိုဗစ်19ရောဂါကာကွယ်ဆေးရဲ့အရေးကြီးပုံအကြောင်းတို့အားပညာပေးဟောပြောပါရယ်။အဲ့ဒီနောက်အသက်40နှစ်အထက်စီချိုသွေးတူလူနာ80ဦးအားကုသမှုပေးပြီးစီချိုသွေးတူလူနာ78ဦးအားကိုဗစ်19ကာကွယ်ဆေးဖိုက်ဆာထိုးနှံပေးကြောင်းသိရပါရယ်ရှင်။ဒီသတင်းကိုတော့ရောအေရကပြပူလာတာပါ။